ကြနေတဲ့အချိန်မှာတော့ဖလားစလုံးမျှော်လင့်ကြတဲ့ Champions League ဝင်ခွင့်ဆိုတာကဒီအသင်းကြီးတသင်းရဲ့အစင်တန်းတစ်ခုလို့တော့ကျွန်တော်ပြောလို့ရတယ်ဟုတ်ပါတယ်မန်စီးတီးအတွက်ဆိုရင်တော့ဒီဟာဒီ300ဒီဇက်ပေါ့နော် FA ဖလားဘောလူပဲတက်တယ်လို့တော့ပြောလို့ရတယ်ဟုတ်ပါတယ်ဒီစလုံးတော့ရသွားပြီဆိုရင်မန်စီးတီးကလီဗာပူးချဲစီတို့နဲ့ FA ဖလားမှာအရေးအတွက်တူတူဖြစ်သွားမှာပေါ့နော် ပရိသတ်များမင်္ဂလာပါကျွန်တော်ရဲ့ The Premier Sport ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ဒါဒီပိုင်းကတော့ပွဲကြိုသုံးရက်အစီအစဉ်ဖြစ်ပါတယ်ဘယ်ပွဲလဲဆိုလို့ရှိရင်တော့တကယ်လို့ဘောတော့ဒါပွဲကြီးပွဲကောင်း ပွဲစဉ်တစ်ပွဲဖြစ်တဲ့ FA ဘလာဘောလုံးပွဲစဉ်ဖြစ်ပါတယ်။ Crystal Palace နဲ့ Man City ပါထုံးစံတိုင်းကျွန်တော်တို့ကိုရေနေထုံးကျွန်တော်ညီကိုမြောက်ကခံမှန်းသုံးသပ်တင်ဆက်ပေးသွားဦးမှာဖြစ်ပါတယ်ဗျာ။ကိုရေနေထုံးရေမင်္ဂလာပါ။မင်္ဂလာပါကိုကြီး။ဟုတ်ကဲ့ပါ Crystal Palace နဲ့ Man City ကျွန်တော်ဒီ FA ဘလာရဲ့ဒါဘောလုံးပွဲပွဲစဉ်ပေါ်တယ်နော်။ဒါဒီပွဲကတော့ကျွန်တော်ဒီနေ့ပေါ့ဗျာ။စနေည10:00နာရီမှာကစားမှာပါ။ Crystal Palace ရဲ့လက်ရှိအနေအထားတွေကကျွန်တော်ရဲ့ခံစားချက်ကိုပြောမယ်ဆိုလို့ရှိရင်တော့ဒီစုဘလာကိုဒီအသင်းကညှို့နှင်းခွင့်ရှိရလို့ကျွန်တော်ပရမအောင်ဆုံးစပြီးတော့ပြောချင်ပါတယ်။အဲ့တော့ကျွန်တော်ပေါ့နော်ဒါ Crystal Palace ဘက်ကနေစပြီးပါအောင်။ Crystal Palace ရဲ့ဖောင်ကကိုကြီး းပြောရတယ်လို့ဗောနော်တော်တော်လေးကိုမိနေရလို့တော့ကျွန်တော်တို့ပြောလို့ရတယ်ဗျဟုတ်ကဲ့ဒီအတင်းက mid block ကိုကောင်းကောင်းလေး sort တတ်တယ်အဓိကတော့ wing တွေကိုလွှတ်ပေးထားတယ်တောင်ပံတွေကိုလွှတ်ပေးထားတယ်ဆိုရင်တော့မှတို့ကဒီတိုင်းတော့မထားဘူးဗောနော် တို့အတင်းမှာရှိရဲ့ center back တွေရဲ့ဒီ wing back တွေနဲ့ဒီ ქვენ လဲအားတယောက်တွေ combination ကတော်တော်လေးကိုကောင်းနေဗျာဟုတ်ကဲ့တောင်ပိုင်းမှာဘောလုံးကန်ရနေနဲ့ကြာသွားပြီဆိုရင်ဒီအတင်းကလုံးဝကြောင်ပိတ်သွားတယ်ဆိုတဲ့ပုံစံမျိုးတွေကိုကျွန်တော်မြင်ရတယ်ပေါ့နော်ဟုတ်ကဲ့ crucial ball လေးကိုကျွန်တော်ကြော်လို့တော့မြင်ရတာတော့မဟုတ်ဗျာကြော်လို့တော့ရတယ်တို့အတင်းကဒီ man to man ကို marking ကိုပေါ့နော်အဓိကထားပြီးသွားတဲ့အခါမျိုးမှာပြန်ဘက်ကတစ်ချက်တိအမြန်ပေးပေါ့နော်1 2ပုံစံမျိုးနဲ့သွားပြီးတော့လုံးဝဟတာတာမျိုးကျွန်တော်မြင်ခဲ့ရတယ်ပေါ့နော် အဲပယ်ဘက်ကတစ်ချက်ထိတာတော့တော်တော်လေးကောင်းဖို့တော့လိုတယ်ဒီလိုမဟုတ်ဘဲနဲ့ဘောလုံးထိတာနည်းလေးကြာသွားပြီဆိုရင်တော့ပဲလစ်ကစားမတွေကချက်ချင်းကိုရောက်ရှိလာတဲ့ပုံစံမျိုးပေါ့နော်ဟုတ်ကဲ့နောက်တစ်ခုကကျတော့ဒီပဲလစ်တင်းရဲ့တံမြတ်တက်စစ်ကလည်းသတိထားမဲ့ချက်ထဲမှာတော့ပါတယ်ဗျဘောလုံးပြန်ရပြီဆိုတာနဲ့ဒီ လက်လေးကစားမှာ9ယောက်ပေါ့နော်ဒီမတက်တာရဲ့ဒီ SC ရဲ့ပြီးတော့ဒီစားရဲ့ပေါ့နော်ဒီကစားမှာ3ယောက်ပြီးတနောက်ထပ်2ယောက်ကနေပြီးတော့ဒီတက်ချက်ကိုပြစ်တက်သွားတာတော်တော်လေးလိုလည်းမြန်တယ်9ယောက်တော့ရှိရတဲ့ကြောင့်မလို့လုံလောက်အောင်အခွင့်အရေးဖန်တီးလို့ရရဆိုတဲ့ပုံစံမျိုးကိုလည်းကျွန်တော်မြင်ရတယ်ပေါ့နော်ဒီပွဲစဉ်မှာဝါဒန်ကတော့တရားပြဿနာတွေရှိနေတယ်ဆိုပေမဲ့လည်းဝင်ကစားဖို့တော့များပါတယ်ပေါ့နော်ဒီဝါဒန်ကတော့ကျွန်တော်တို့စောင့်ကြည့်ရမယ် ဂွာရီယိုလာကိုတိုင်ကချီယူထားတဲ့ကစားသမားတွေကဒီဘိုလိုပွဲမှာဆိုတော့လုတ်ပြတ်တက်တယ်ဆိုတဲ့စင်တာလေးတွေတော့ရှိရဲ့ဗျ။ဟုတ်ကဲ့။ဒီပဲလေးအတွက်ကဒီဘိုလိုပွဲကတော့အရေးကြီးရဲ့။ဟုတ်ကဲ့။တော်တော်လေးဟိုမှာအရေးကြီးရပါတော့။ဒါပေမဲ့လည်းပဲလေးစားဒီဘိုလိုပွဲအရေးကြီးတယ်ဆိုတိုင်းလည်းပြင်းများလိမှာတော့ဖြစ်တယ်လို့တော့မကန်သေးဘူးပေါ့နော်။ပြင်းများလိဖောင်းရတယ်တော်တော်လေးကိုကောင်းတယ်။ ဒီ FA player ကိုပဲအယုံဆိုင်ပြီးကြံတာဖြစ်တယ်လို့ကြံရင်ကြံလို့ရတယ်ဆိုတဲ့ပုံစံမျိုး Palace မှာရှိတယ်ဆိုပေမဲ့လည်း Palace ကအဲ့လိုမလုပ်ဘူး Arsenal ကိုတည်ရကြံပြတယ် Forest ကိုမရှုံးအောင်စားပြတာတွေကချီချိုးတင်ရတော့ကျွန်တော်တို့မြင်နေပါတော့ဟုတ်ကဲ့အတင်းသူတို့ရဲ့အတင်းသွားနေတဲ့ပုံစံကတကယ်ကိုကောင်းနေတဲ့ပုံစံမျိုးတော့ဖြစ်နေတယ်ပေါ့နော်နောက်ဆုံး10ပွဲမှာ2ပွဲပဲရှုံးလာတယ်ဒါပေမဲ့လည်းရှုံးလာတဲ့ပွဲတွေကတော့ဂိုးတော့ကျွန်တော်ပြတ်တယ်ပေါ့နော်ဒီဒါမျိုးလေးတော့ရှိပါတယ် ပဲလေးကဒီပွဲစီမှာမက်ဆီဒီကိုခက်ခဲအောင်လုပ်နိုင်စွမ်းအပြေအဝရှိတယ်။နိုင်နိုင်တဲ့အစွမ်းအစမျိုးလည်းရှိတာကြောင့်ကြည်ကောင်းမဲ့ဘိုးလေးပွဲတစ်ပွဲတော့ဖြစ်လာမှာပါ။ဟုတ်ကဲ့ပါကျွန်တော်ပေါ့နော်ဒီ Crystal Palace ကတော့ဒီလက်ရှိသူ့သင်းရဲ့ဒီသင်းရဲ့ခြေစွမ်းနေရာကတော့ Africa ဒီ Final အတွက်တကယ်ကိုအစဉ်အသင်းဖြစ်နေပြီလို့ကျွန်တော်ပြောချင်တယ်။ Crystal Palace ကိုကျွန်တော်ကဒီအသင်းမှာဘယ်လိုမြင်လဲဆိုတော့ဒီသင်းရဲ့လုံနိုင်စွမ်းပေါ့ဒီသင်းရဲ့လုံနိုင်စွမ်းကတော်တော်လေးကိုမြင့်တက်လာတယ်လို့ကျွန်တော်ပြောချင်တယ်။အသင်းကောင်းအဆင့်ထိကိုဖြစ်နေပြီဗျာ Crystal Palace ကိုကျွန်တော်ကြည့်မယ်ဆိုရင်တည်ငြိမ်တယ်မာကျော်တယ်ကောင်းတယ်နောက်တစ်ခုကကျတော့343ကစားကွက်နဲ့တော်တော်လေးကို ိုက်ဖက်ညီနေတဲ့အခြေအနေမျိုးကိုကျွန်တော်တို့သွားပြီးတော့တွေ့ရတယ်။ဒါပြိုင်ပွဲဆိုတော့နောက်ဆုံး14ပွဲမှာဆိုတော့ Crystal Palace ကရှုံးဝဲ2ပွဲပဲရှိတယ်။ဒါပေမဲ့အဲ့ဒီရှုံးထားတဲ့ပွဲစဉ်2ပွဲက Man City ကို5ဂိုး2ဂိုးနဲ့ရှုံးတယ်။ Newcastle ကို5ဂိုး5ဂိုးမရှိနဲ့ရှုံးထားတာတွေဖြစ်လို့ပြောမယ်ဆိုလို့ရှင်တော့ပုံစံကောင်းမိနေတဲ့အခြေအနေမျိုးမှာဂိုးပြတ်တင်နဲ့ရှုံးတက်တယ်ဆိုတဲ့အခြေအနေလေးကိုသွားတွေ့ရတယ်။ကျွန်တော်ဒီဘိုလူပွဲမှာတော့ဒီလိုမျိုးသွားပြီးတော့ဖြစ်လို့မရဘူး။ဒါပေမဲ့နောက်ဆုံး5ပွဲအနေထားကိုကြည့်တဲ့အခါမှာဘုံမောက်ကိုတည်ရကြတယ်။ Arsenal ကိုတည်ရကြတယ်။ Villa ကိုနိုင်တယ်။ Nottingham Forest ကိုတည်ရကြတယ်။ Spurs ကိုနိုင်တယ်ဆိုတဲ့ရလပိုင်း င်းကလည်းတကယ်ကိုကောင်းတယ်ဗျအဲ့တော့ဒီနောက်ဆုံးကားဝဲနေထားကိုကြည့်ပြီးတော့ဒီပွဲမှာကျွန်တော်ပြောလို့ဒီ Crystal Palace က9 9 1နိုင်တယ်ဆိုတော့ခံစားချက်မျိုးပေါ့နော်ကျွန်တော်ရပါတယ်အဲ့တော့ကျွန်တော်တို့ဒီ Crystal Palace ကိုကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်လက်ရှိအသင်းရဲ့ကစားကွက်ပိုင်းရဲ့အသင်းရဲ့မာကျောမှုတွေက တို့ပေါ့နော်တောင်ပန်တိုက်စစ်ကစားသမားဒီဝါ SZ ကိုပေါ့အများကြီးအထောက်ပံ့ပေးထားတဲ့အပိုင်းကိုကျွန်တော်သွားတွေ့ရတယ်ဘယ်လိုလဲဆိုတော့ तू လုံနိုင်လေလေတခြားလူတွေကလည်းနေရာလွတ်တွေပို့ရလေဗျာဒီလိုနေထားမျိုးကဘယ်လိုလဲဆိုတော့စာအုပ်လည်းအာယုံဆိုင်ရတယ်သူ့ကိုပဲအာယုံဆိုင်နေလို့စာအုပ်နည်းနည်းလွတ်သွားပြီဆိုတော့ရှင်လေစာရလည်းအများကြီးလုံနိုင်ဆိုတော့ရှိတယ်ဒီလိုမျိုးဒီကစားသမားတွေကိုအရန်ကြီးကိုသတိထားနေတဲ့အချိန်မှာအရှိကနေပြီးတော့မတေးတာကရသမျှအခွင့်အရေးတွေကိုနိုင်ငံအသုံးချတယ်ပြောမယ်ဆိုလို့ရှိရင်ဒီ Crystal Palace ရဲ့ဒီ၃ယောက်ကတကယ်ကိုကောင်းတယ်ဟုတ်ပါရဲ့ ဒါပေမဲ့ဒီ၃ယောက်ဘာလို့တကယ်ကိုကောင်းနေရလဲဆိုတဲ့အဖြေတခုကိုကြည့်လိုက်တဲ့အခါမှာဒီ၃ယောက်ဒီလိုမျိုးကောင်းဖို့အတွက်အနောက်ကနေပြီးတော့ထောက်ပေးထားတဲ့ကစားမ9ယောက်ရဲ့လုံအားနှုံးကလည်းတော်တော်ကောင်းတော့ကျွန်တော်သွားပြီးတော့တွေ့ရတယ်ဒီလုံအားနှုံးကအရင်အရေးပါတယ်ခရစ်စတယ်ဘယ်လီမှာအဲ့တော့ခရစ်စတယ်ဘယ်လီကလက်ရှိပြောမယ်ဆိုလို့ရှင်တော့အသင်းရဲ့ကိုယ်သမားအပါဝင်အကုန်လုံးကောင်းနေတဲ့အသင်းလို့ကျွန်တော်ပြောချင်တယ်ဒီညမှာခရစ်စတယ်ဘယ်လီကိုကျွန်တော်တို့ထပ်ပြီးပြောမယ်ဆိုရင်တို့ကလိုသလိုအသင်းရဲ့ပုံစံကိုပြောင်းလဲပြီးတော့ကစားလို့ရတယ်တောင်ပံနေပြီးတော့တို့တိုးမယ်ပေါ့ဒီလိုမျိုးတိုးလို့မရတဲ့ခါမှာတို့ cross day pass day ပေါ့နော်ဒီလိုမျိုးရင်းနဲ့ပေါ့ဖြစ်တဲ့ဘောရင်းနဲ့ကစားလာမယ်ဆိုလို့ရှင်တို့မျိုး ို့တွေဖန်ပြီးပြနိုင်တဲ့ခြေဝဲရှိတယ်။ကျွန်တော်တိုက်စစ်မှုထဲမှာဆိုလို့ရှိရင်လည်းဟိုမက်တေတာရှိသလိုအရန်တိုက်စစ်မှုနဲ့ဆိုတော့အန်ကီတီယာလည်းရှိတယ်။အန်ကီတီယာဆိုတာလည်းသူကသူအတွေ့အကြုံရှိတဲ့တိုက်စစ်မှုပဲ။ပြောမယ်ဆိုလို့ရှိရင်တော့ Crystal Palace မှာကအပြောင်းလဲလုပ်လို့ရတဲ့ကစားသမားနှစ်ယောက်လည်းရှိတယ်ဗျာ။အားကိုးလို့ရတဲ့ကစားသမားတွေပေါ့။အဲ့တော့ကျွန်တော်ပြောချင်တာကဒါဒီ final မှာတော့ Crystal Palace ကကိုရဲရုံးပြောသွားသလိုပေါ့။လုံးဝ short တက်လို့မရတဲ့အသင်းလို့ပဲကျွန်တော်ကတော့ပြောချင်ပါတယ်။ကဲဒါဆိုလို့ရှိရင်တော့ကျွန်တော် Man City ဘက်ကိုသွားချင်တယ်ပြောပြပေးပါဦး။အာ Man City ကကြတော့သူတို့အကြ ကြာစင်းဆုံးရာသီမှာတော့မှဒီ FA ဘလားပိုလိုပွဲနဲ့ချန်ပီယံလိဝင်ခွင့်ရသွားမယ်ဆိုရင်ဒါအသင်းကြီးတင်းနေနဲ့လက်ခံလို့ရလို့ကျွန်တော်မြင်တယ်ပေါ့နော်ဟုတ်ပါတယ်ပြီးတော့မန်စီးတီးသင်းကအလုံးလုံးတာလဲတော်တော်လေးကိုတော်တယ်အသင်းကဒီအသင်းကကစားမရတော်တော်များများကုန်နေပြီဆိုတာကိုသိတာနဲ့လက်မနေပဲတော့ချက်ချင်းပြင်ဆင်မှုလုပ်ဖို့စ조사ရတယ်ပေါ့နော် ခေါ်တဲ့ကစားမတွေအကုန်လုံးကလည်း quality ကိုမှရွေးပြီးတော့ခေါ်တယ် quality ကိုမှရွေးပြီးတော့ချိန်ရတယ်ဆိုတဲ့ပုံစံမျိုးရှိတယ်ပေါ့နော်ဒီကစားမတစ်ယောက်ကဒီတန်ကြီးရှိရင်ဒီဒီတန်ကြီးတိုင်းပေးနိုင်ဖို့အတွက်လည်းသူစူးစမ်းတယ်အရင်ဈေးကင်တာမျိုးဆိုတော့သူတို့ကမစူးစမ်းဘဲနဲ့ဒီစားမတလောက်တန်တယ်ဆိုတော့တလောက်ပေးမယ်အဲ့လိုပုံစံမျိုးသွားတယ်ပေါ့နော် Guardiola ရဲ့အချိန်နဲ့ Man City ဆိုတဲ့ပုံရိပ်တစ်ခုကဒီ star player တွေကိုဆွဲဆောင်လာနိုင်ပြီလို့တော့ပြောလို့ရတယ်ပေါ့နော်လက်ရှိအပြောင်းအလဲလှုပ်ရှားမှုရကြည့်မယ်ဆိုရင်နောက်ရာသီမှာ Man City ကပြန်လာဖို့တော့များတယ်ဗျအတင်းကြီးတိုင်းမှာကသူတို့ကြားတဲ့ရာသီတွေရှိတယ် ဒီနှစ်မှာဆိုရင် Man City ကြရတယ် Real Madrid ကြရတယ်ဗောနော်ကြရနေတဲ့အချိန်မှာတော့ဖလားသလုံးမျှော်လင့်ကြတဲ့ Champions League ဝင်ခွင့်ဆိုတာကဒီအသင်းကြီးတင်းရဲ့အစင်တန်းတစ်ခုလို့တော့ကျွန်တော်ပြောလို့ရတယ်ဟုတ်ပါတယ် Man City အတွက်ဆိုရင်တော့ဒီဟာဒီ300ဒီဇက်ဗောနော် FA ဖလားဘောလူပဲတက်တယ်လို့တော့ပြောလို့ရတယ်ဟုတ်ပါတယ်ဒီစလုံးတော့ရသွားပြီဆိုရင် Man City က Liverpool Chelsea တို့နဲ့ FA ဖလားမှာအရေးအတွက်တူတူဖြစ်သွားမှာဗောနော်လက်ရှိဖောင်ရပြန်ကြည့်ပြန်လေလောကတက်တက်ရဲ့ပဲယာဒီအစကနေကိုလောကမတူတော့ဘူးဗောနော် အဓိကတော့ဒီမန်စီးတင်းကရေတိုပေါ့နော်ရေတိုသွားလို့ရတဲ့ဆက်တပ်တစ်ခုကိုရသွားပြီလို့တောင်ကျွန်တော်တို့ပြောနိုင်ပါတယ်ဟုတ်ကဲ့အော်ရီလေးနဲ့မတီးယက်ဒူနက်ကိုအစွန်ထုတ်ပြီးတော့ gravity ရုပ်ကိုစန်တာဘက်ဆော့ခိုင်းတာကလည်းတကယ်ကိုအတင်းရဲ့ခံစစ်ကညင်သွားတယ်တောင်ဝမ်မားလည်းဒီဘယ်လိုပြောမလဲဒေါ်ဂူကိုလူစားဝင်အနေနဲ့ကစားခိုင်းတာကပြန်ဘက်ခံစစ်လုံးဝပျို့စင်းသွားတယ်ဆိုတဲ့အချက်မျိုးတွေကျွန်တော်မြင်ရတယ်ပေါ့နော် gravity life formula လို့ဖြစ်နေပြီဟုတ်ပါတယ်။ပွဲချင်းကြလာတဲ့မြဒီပွဲပြီးကန်ဒီအချင်းဒီမျိုးမှာဒိုကိုထည့်လိုက်ပြီးဆိုရတယ်ဒါသူတို့အတင်းကဂိုးရတော့မယ်ဆိုတဲ့ခံစားချက်မျိုးပေးဆွနိုင်တယ်ပေါ့နော်။ ဒီကတော့ဆောင်းတန်တန်နဲ့ပွဲရလို့မဟုတ်ဘဲနဲ့ဒီပွဲစဉ်မှာတော့မာမော့တို့ဒီဘိုင်းတို့ကိုတီးပြီးတော့ပဲပိုးထွက်လာမယ်လို့ကျွန်တော်ကမြင်တယ်။ Okay ။ဒီအချိန်မှာကျွန်တော်ဖြစ်မနေပြောရမယ့်အချက်တစ်ခုရှိပါတယ်။ဒါဟာလန်နဲ့ဝင်ဘလီရီကော့ပါ။ဟာလန်ဟာဒီဝင်ဘလီကွင်းမှာဖိုင်နယ်တစ်ချိန်၊ဆီမီဖိုင်နယ်တစ်ချိန်၊ကွန်မြူနတီတိုင်းနှစ်ချိန်ကစားခဲ့တယ်။ဂိုးလုံးဝမသွင်းသားပါဘူး။ အပွဲကြီးတွေအရေးကြီးပြီလို့ခံစားရပြီဆိုတာနဲ့ဟာလန်ပြောင်းနေတာပါထူးဆန်းတဲ့ကိစ္စတော့မဟုတ်ဘူးပေါ့နော်ဒီတစ်ခါမှတော့ဟာလန်နေနဲ့ဒါလေးကိုပေါ့ချိုးဖြတ်နိုင်နိုင်မယ်လို့ကျွန်တော်တော့မျှော်လင့်မိပါတယ်ဟုတ်ကဲ့ပါကျွန်တော်တို့ဘောတော့ဒါမန်စီးတီးရဲ့ဒီပေါ့ကြံသေးရဲ့ပရီးမီးယားလိပွဲရင်အနေထားရတော့ဒါမန်စီးတီးချန်ပီယံလိဝင်ဝင်ရသွားပြီလို့တော့ပြောလို့ရတယ်ဒါဒီနေရာမှာတို့ဒီပေါ့နော်ဟို FA ဖလားကိုတော့ရဖို့လိုတယ်ဒီနှစ်ခုလုံးအဆင်ပြေမှတို့တို့အတွက်ရာသီကောင်းတစ်ခုဖြစ်နိုင်မယ်တစ်ခုတည်းတော့မှသိပြီအဆင်မပြေဘူးဒီဘိုင်းလေးရှိပါတယ်ပေါ့နော်ဒါလက်ရှိခြေစွမ်းနဲ့ဒါအသင်းရဲ့ရလက်တည်ငြိမ်မှုရာဒါမန်စီးတီးကတော့အရင်လိုမန်စီးတီးမ ဟုတ်သေးဘူးဆိုပေမဲ့ပြိုင်ပွဲဆိုနောက်ဆုံး10ပွဲဆက်ပေါ့နော်ဒါရှုံးပွဲမရှိကစားထားတဲ့အသင်းရဲ့အခြေအနေကတော့တကယ်ကိုကောင်းတယ်လို့ပြောလို့ရတယ်။မန်စီးတီးကဒီလိုဘာလို့ဖြစ်လာလဲဆိုတော့အသင်းကသူ့နေရာနဲ့သူပေါ့ဗျာပြောမယ်ဆိုလို့ရှိရင်တော့ကစားသမားတွေပြန်ဆုံလာတယ်။ပြန်ဆုံလာတဲ့ခါမှာဒီနေရာမှာဒီကစားသမားကသူ့ရဲ့ပုံမှန်နေရာလေးမှာကစားရတဲ့ခါမှာမန်စီးတီးအရင်ကလိုမျိုးပို့ပြီးတော့ကောင်းလာတယ်။ဒီနေရာမှာဂွာယူလာကလည်းဘယ်လိုတွေဘယ်လိုသုံးရမလဲဆိုတော့သူကလည်းသူ့ရဲ့နီးပြဆိုတော့နည်းနည်းအဆင်ပြေလာတယ်လို့ပြောလို့ရတယ်။အဲ့လိုမျိုးအဆင်ပြေလာတဲ့အပိုင်းမှာကျွန်တော်တို့ဘာဖြစ်သွားလဲဆိုတော့မာမော့စ်ကဖိအားညော့သွားတယ်။ဒီနေရာမှာကျွန်တော်တို့ဆက်ပြီးတော့ပြောရမှာကတော့အသင်းရဲ့ဒါကွင်းနဲ့ တိုက်စစ်သားမှာဒီဘောဒီဘရိုင်းပေါ့နော်ဒါဒီဘရိုင်းကလည်းသူ့ရဲ့နောက်ဆုံးရာသီသူ့ရဲ့နောက်ဆုံးပွဲတွေမှာပေါ့နော်အသင်းကလည်းသူထွက်ခွာရမယ့်အချိန်နီးလာလေသူ့ရဲ့ခြေစွမ်းကလည်းပိုကောင်းလေပေါ့နော်နောက်ဆုံးပွဲတွေမှာသူရုံးပြနေတာကလည်းပြောမယ်ဆိုလို့ရှိရင်တော့တကယ်ကိုကောင်းတယ်သူလည်းတကယ်ကိုစူးစမ်းပြီးတော့ကစားတယ်ဒီအနေထားကအသင်းပေါ်အများကြီးတက်ရောက်မှုရှိပါတယ်ဒီလိုအချိန်မှာအချိန်ကြီးဆိုလို့တိုက်စစ်မှုဟာလန်ကလည်းပြန်လာတယ်ဟာလန်ကိုယ်တိုင်လည်းပြောထားတယ်သူတို့ဒီ FA ဖလားကိုရဟုတ်ခြင်းစိတ်ပြင်းပြနေတယ်ဆိုတဲ့အနေထားကိုလည်းပြောထားပါတယ်အဲ့တော့ပြောမယ်ဆိုလို့ရှိရင်တော့လက်ရှိနီးပြဂွာဒီယိုလာရဲ့ဒါနီးစနစ်ပိုင်းနေရှိမယ်ကျွမ်းကျင်ဖို့တွေပေါ့နော်ပြီးတော့မန်စီးတီးသင်းရဲ့လက်ရှိ အစုအဖွဲ့အနေထားပေါ့လူတွေပြန်ဆုံလာတယ်သူ့နေရာလေးနဲ့သူဖြစ်လာတဲ့အနေထားရမန်စီးတီးကခရစ်စတယ်ပဲလီကိုကျွန်တော်တို့မနိုင်စရာဘာအကြောင်းမှတော့မရှိဘူးဘယ်လိုမျိုးလဲဆိုတော့မန်စီးတီးကမန်စီးတီးတို့လုတ်ပြမယ်ဆိုတော့ကျွန်တော်အဆင်ပြေတာပေါ့ဗျာဒီနေရာမှာကျွန်တော်တို့ပေါ်တော့ဒါမန်စီးတီးချေမချော်ခြင်းဘူးဒီဟို FA ဘလားပြန်ဝဲကမထင်မှတ်တာတွေဖြစ်လိဖြစ်တာရှိတယ်ဆိုတဲ့အတန်ကိုထပ်ပြီးတော့မကြားချင်ဘူးဆိုလို့ရှိရင်တော့ဒီဘွဲကိုအပြည့်အဝအယုံဆိုင်ပြီးတော့ Man City အနိုင်ရလက်ကိုယူဖို့လိုတယ်။ဘာလို့ကျွန်တော်ဒီလိုမျိုးပြောလဲဆိုတော့ FA ဘလားရဲ့ဘိုးလို့ဘွဲမှာမထင်မှတ်တာတွေ ဖြစ်လေဖြစ်တာမရှိတာနည်းနည်းလေးကြာနေပြီပြောမစလို့ကျွန်တော်အသိအချင်းချင်းတွေ့တယ်အသိအသိနိုင်သွားတယ်ဒါကပုံမှန်ပဲအသိအချင်းနဲ့သူတဲ့နိုင်တဲ့အသိနဲ့တွေ့တဲ့အခါမှာသူတဲ့နိုင်တဲ့အသိကနိုင်သွားတယ်ဆိုတာနည်းနည်းရှားနေတယ်အခုနောက်ပိုင်းမှာဒါကိုမတွေ့ရတဲ့အခါမှာဒီချိန်ဟာဒီလိုမျိုးဖြစ်သွားကောင်းဖြစ်သွားနိုင်တယ်ဘာလို့ဆိုတော့ Crystal Palace ရဲ့လက်ရှိခြေစွမ်းကြောင်းဖြစ်တယ်အဲ့တော့ Man City အနေနဲ့ဒီလိုမျိုးဖြစ်ချင်ဘူးဆိုလို့ကျွန်တော်အပြေအဝအာရုံစိုက်ပြီးကစားရမယ် Man City အနေနဲ့ဒီပွဲမှာလုံးဆရာရှိတာဒါပဲလို့ပါတယ် Man City က Man City တို့ကစားရင်တော့ Man City နိုင်မဲ့ပွဲလို့ကျွန်တော်ကတော့ပြောချင်ပါတယ်ကဲဒါဆိုလို့ရှိရင်တော့ဒါ Crystal Palace နဲ့ဒါ Man City တို့ရဲ့ကိုရလက်ခံမဲ့ပဲလေးသွားချင် င်ပါတယ်ကမန်ပေးပါအောင်ဒီပွဲချင်မှာတော့ Crystal Palace ရဲ့ယုံအားနဲ့ဒီတပွဲကောင်းကစားလာမှာပေါ့လို့ကျွန်တော်တို့ကစောင့်ကြည့်ရမှာပေါ့နော်မာဒီဒီနေနေနဲ့လည်းထင်တာတာတော့ပို့ပြီးတော့ခက်ခဲနိုင်တဲ့ပွဲတင်တပွဲကိုကစားရမှာကျွန်တော်ကတော့ထင်တယ်ဟုတ်ကဲ့ဒါကြောင့်မလို့ပုံမှန်ပွဲချင်တွဲမှာတော့တစ်ဖက်တစ်ကိုးစီတည်ကြွားပြီးတော့အချိန်ပိုထိရောက်သွားနိုင်တယ်ပေါ့နော်အချိန်ပိုမှာတော့မာစီဒီနဲ့ Crystal Palace တင်းကိုတကိုးနှစ်ကိုးဆိုရလဲတဲ့အလားရှိပါမှာတော့ခမန်းလိုက်ပါရစေဟုတ်ကဲ့ပါဒီပွဲစမှာတော့ဒါကျွန်တော်နဲ့ကိုရင်းလင်းထုံးနဲ့ဒါရွေးချယ်မှုကတော့တိတ်မတူဘူးလို့ပဲပြောရမယ်ကျွန်တော်ကတော့ဒါ Crystal Palace ကိုကြိုက်တယ်ဗျာဒါပြောမယ်ဆိုလို့ရှိရင်တော့ဒါ Crystal Palace ကမန်စီးတီးကို9-1မယ်ဆိုတဲ့ခံမှန်းချက်ကတော့ဒါ ပြောရလဲခတ်ပါတယ်ဒါပေမဲ့ကျွန်တော်ဒီနေ့မှာတော့ဒီပွဲမှာတော့ကျွန်တော်ဒီလိုလေးခံမှန်းခြင်းတယ်ဒါကျွန်တော်ကတော့ဒါ Crystal Palace အနိုင်ခံမှန်းပါတယ် Crystal Palace က Man City ကိုတကိုးကိုမရှိနဲ့နိုင်ဝါပြီးတော့ဒါ FA Blah ကိုရယူသွားမယ်လို့ကျွန်တော်ကတော့ခံမှန်းလိုက်ပါတယ်ဟုတ်ကဲ့ပါဒီပွဲစဉ်ကတော့ဒါ Crystal Palace နဲ့ Man City တို့ရဲ့ FA Blah ဘောလုံးပွဲစဉ်ဖြစ်ပါတယ်ဒါဒီပွဲစဉ်မှာလည်းကျွန်တော်ညီကိုမြောက်ခံမှန်းချက်မတူပါဘူးကိုရင်းတဲ့ကတော့ Man City Champion ဖြစ်မယ်လို့ခံမှန်းထားပြီးတော့ကျွန်တော်ကတော့ဒါ Crystal Palace ကိုကျွန်တော်ရွေးချယ်ထားပါတယ်တကယ်လက်တွေ့မှာတော့ဒါဘယ်လိုတွေဖြစ်လာမလဲဒါကတော့စောင့်ကြည့်သွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ဒီနေ့စီစဉ်ကတော့ဒီလောက်ပါပဲဒါပေမဲ့တော့ကျွန်တော် W Miss Boy နောက် လာမယ့်အားသာအစီအစဉ်ခေါင်းတွေမှာလည်းပရိသတ်တွေနဲ့ကျွန်တော်ညီကိုကျွန်တော်ပြန်ပြီးတော့ဆုံသွေးကြပါသေးတယ်လို့ပြောရင်းနဲ့ပဲဒီနေ့ရက်လေးကနေနှုတ်ဆက်လိုက်ရပါတယ်ဗျာ